တောက်ရာဘောဝဘုံဌာန၌ဘုံဌာန၌တောက်ရီတုံးရီတောက်ရီတုံးရီပြည့်စုံပါစေခြင်းပြည့်စုံပါစေခြင်းအကျိုးမှာအကျိုးမှာဤတောက်ရီတန်ကိုဤတောက်ရီတန်ကိုလူတန်းပါဤလူတန်းပါဤရှင်ဘုရားရှင်ဘုရားသင်္ကန်းကဲဟုတ်ပါ Nice အရှင်ဘုရားအရှင်ဘုရားဘဝရပါဘဝရပါကြောင်းသွားကြောင်းသွားဝေလုံးသောဝေလုံးသောယေရှုရှင်ယေရှုရှင်အခင်ကြီးအခင်ကြီးသုံးမောင်နဲ့သုံးမောင်နဲ့ဤခင်ကြီးဤခင်ကြီးလုံးမြသိန်းတို့ဘုရားသိန်းတို့ရောက်ရာဘဝရောက်ရာဘဝဘုရားနာ၌ဘုရားနာ၌ 啊我哎是啊，我也是啊，五元每满，五元每满，一百块钱，一姐，块钱，一姐姐，钱，一百块钱，就嘛，就嘛，一天两路，一天两路，六两百，六两百，一千块钱，一千。哎，报告，这边，我讲嘞，我说我，哎，滴滴滴滴改，那要，滴滴滴滴要改，哎，好，结束。 တိုင်းဆုံးသေခြင်းပြရာသေခြင်းပြရာလုံးခဲ့တော့လုံးခဲ့တော့ဘုန်းရေကဘုန်းရေကဘဝတဘာဘဝတဘာကြောင်းတော့ကြောင်းတော့ဝင်လုံးတော့ဝင်လုံးတော့ကျေးဇူးရှင်ကျေးဇူးရှင်ဘာခင်ကြီးဘာခင်ကြီးဥဆုံးမောင်နဲ့ဥဆုံးမောင်နဲ့လုံးခဲ့တော့လုံးခဲ့တော့နှစ်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 ဘောလာခံကဘောလာခံကဘဝတဘာဘဝတဘာကြောင်းတော့ကြောင်းတော့ဝင်လုံးတော့ဝင်လုံးတော့ကျေးဇူးရှင်ကျေးဇူးရှင်ဘာခင်ကြီးဘာခင်ကြီးဘုန်းရေ တိတို့သောရတိယောယဘောဝသောရဘောဝတိယဘောဝတိယဘောဝဘုရားနာတို့၌ဘုရားနာတို့၌သာအတ္တသာတ္တတိတုံပါစေခြင်းတိတုံပါစေခြင်းနတ်၌ဖြစ်သောနတ်၌ဖြစ်သောသာဝေတောက်ဝေသာဝေတောက်ဝေရရှိပါစေခြင်းရရှိပါစေခြင်းတိတုံပါစေခြင်းတိတုံပါစေခြင်းတို့မှ 就啊，一算一算，开会开会，我这都过，我这都过，十个十个，五两百五两百，是不呀？是不呀？ဒီနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုကဘဝတစ်ပါးပြောင်းသွားခွေလို့ကြကုန်တော်ယေရှုရှင်ဘုရားကြီးဦးစိုးမောင်မိခင်ကြီးတော်မြတ်တဲ့အထက်အပ်ဖြစ်တော့ဒကာကြီးဦးစိုးမောင်ပေါ့ဟုတ်ပြီနော်အမကြီးကတော့နှစ်နှစ်နဲ့ကိုလရှိသွားပြီ တော့ဘာလို့ဒီခုနှစ်ရက်ပြည့်မှာထပ်ပြီးတော့လုပ်ခိုင်းတယ်လေကုသိုလ်ကောင်းမှုလုပ်ပြီးတော့အပြောင်းဝေခိုင်းတာလေဆိုရင်ဦးဇင်းတို့သာသနာတော်မှာတာရကပြကြရဆိုရင်ရှင်တိတ်တာဆိုတဲ့ယဟန်ကြီးနော်သူ့နှမကနေပြီးတော့သင်္ကန်းလူတာသင်္ကန်းကဒီလိုချုပ်ပြီးစူးပြီးသားမဟုတ်ဘူးအပိုင်သင်္ကန်းချုပ်ဖို့အဝိစာလူတာပေါ့ နော်ဝိုင်းပြီးတော့တန်ဃာတော်နဲ့တင်ကန်းချုပ်တင်ကန်းချုပ်ပြီးတော့ညကကြတော့မပြီးဘူးနောက်ပြီးတော့တင်ကန်းကအနက်ပတ်စာလိုးနေတာအဲ့ဒါသုံးနှမကိုနောက်နေကြရင်ပြန်ပြောမယ်ဆိုပြီးတော့တင်ကန်းလေးခောက်ပြီးတော့တမ်းပေါ်တည်ထားအဲ့ဒီညမှာပဲတိတ်တာယဟန်တိတ်တာကဘာဖြစ်တယ်လဲဆိုတော့လီနာယောဂထပြီးတော့ပြန်တော်မူသွားတယ်အဲ့တော့အနည်းနဲ့တော့ သီလတရားတွေကျင့်ကြံထားတယ်တရားတွေအားထုတ်ထားတယ်ဒါပေမဲ့လို့မညံပူညံမရသေးတဲ့အတွက်အဲ့ဒီသူ့သင်္ကန်းကိုစွဲတာလေဘုဇုံမို့သူ့သင်္ကန်းလေးခောက်တင်ထားတာဘာဖြစ်တာလဲစွဲတာအဲ့ဒီပုံမှာကြိတ်တာတန်ကြီးဖြစ်နေတာလေတန်တန်ကြိတ်တာကြီးပေါ့လေအဲ့တော့ရဟန္တာပါးဉာဏ်နဲ့မူတဲ့ဆိုဉာဏ်နဲ့ပုံကိုယ်တွေကအကြောင်းမှရှိတဲ့ကိုတော်တွေကဒါကို သူပြည်စီကိုဝေဖန်ပြီးတော့သုံးဆန်ကြတာပေါ့အမတတန်တန်ဂိကလို့ခေါ်တာပေါ့တေသူအကြောင်းပြုပြီးတော့တန်တန်ဂါကိုရတယ်လတ်လာပါအဲ့ဒီအချိန်မှာဘုရားကဒိဗ္ဗသောတာနံနဲ့ကြားလိုက်တယ်ဒိဋ္ဌကကျိတ္တတန်ကြီးဖြစ်နေတဲ့အတွက်ငါသင်္ကန်းမပေးဘူးမပေးဘူးဆိုပြီးတော့ဩနေတာလေကျောက်စီရကောင်းတယ်နော်ဒါဒါဒါဘုရားရှင်လက်ထက်ကတကယ်ရှိခဲ့တာအဲ့ကြောင့်မှဘုရားကသင်တို့ဘာလို့နေကြတယ်လဲ ကျင်တိတ်တာကြံခဲ့တဲ့ပစ္စည်းဝတ္ထုမတ္တတန်တိကဗတ်အနည်းအဖျင်းဝေဘန်သုံးဆောင်လို့ရဗျာနေအောင်နေအောင်ကိုဇော်ဝေးဘုရားကခုနှစ်ရက်ပြည့်အောင်နေလိုက်ပါဦးတဲ့သူကခုနှစ်ရက်ပြည့်အဲ့ဒီတန်းပေါ်ကသူကသုတိသိကြရမှာသေကိုသေရမှာအဲ့ဒီကကြမှာသူကတခြားဘဝရောက်မှာလေအဲ့ဒီကြားထဲမှာသွားဝေဘန်လိုက်တယ်ဆိုရင်မပေးခြင်းတဲ့စိတ်ကြောင့်ဒေါသစိတ်ကဖြစ်လာရင်ဘယ်ကိုရောက်သွားမလဲ ဒေါသနဲ့ဒီငရဲတွေပါရောက်သွားနိုင်တယ်ဒါကြောင့်အဲ့ဒါဘုရားရှင်လက်ထက်ကအဲ့ဒီလိုသာရကလေးရှိခဲ့တယ်နောက်တကတောင်မြို့မဟာကန္နာဆရာတော်ဘုရားကြီးကျင့်စရကပြီးဝင်တာသူကိုယ်တိုင်သူတရားထဲမှာပြောခဲ့တာလေးကသူတို့အနားမှာเจ้าအမကြီးကြည့်တယ်เจ้าလေးလဲဆောက်လို့လူထမ်းတာတယ်ဘာသူသင်္ကန်းကတိသင်္ကန်းစသည်အပြင်နေတ္တ ဆောင်းဝတ်လည်းရှိတယ်ပေါ့အဲ့ဒီကြောင်းအမကြီးသေးတယ်သေးကန်ကြီးအချိန်ကိုစုံမို့ညီမလေးကိုတတိယလိုက်တာလေဆွဲတာပေါ့ဗျာဘာသူဆွဲတာညီမလေးဆွဲတာလေအဲ့တော့ तू သုတိစိတ်ကြဆွဲလမ်းနဲ့စိတ်နဲ့သုတိစိတ်ကြတော့ဘက်ကပဋိသင်တွေကပြိတာပဋိသင်တွေဒါပေမဲ့သူ့မှာကြတော့လူရတန်းထားတဲ့ကုသိုလ်ကံတွေရရှိတဲ့အတွက်တခြားပြိတာတွေလို့မစင်းရဲဘူးလေမစင်းရဲတဲ့အတွက် ီပြိတ္တာကိုတခြားသောပြိတ္တာတွေကမှီပြီးတော့စားတော့ရတဲ့အတွက်အဲ့ဒီကြောင်းအမကြီးအဖြစ်လဲပြိတ္တာကိုအိုးမေမြုပ်ပိတ်ချင်းကောင်မှခေါ်သွားပြီးတော့အဲ့ဒီမှာပြောနေကြတာဆိုကြပါစို့ရဲလေလှုပ်ပြီးနောက်ရကြတဲ့အခါကျတော့တက္ကမကြီးကသူ့ကိုယ်ကိုယ်သူတတိယလိုက်ဟဲ့ငါဘယ်ဘွားရောက်နေတာလဲဒီဘွားကြီးတော့မနေချင်ပါဘူးအဲ့ဒီခါကျမှသူကိုယ်ွယ်တဲ့ဇာတော်ကိုလာလျှောက်ထားပြီးတော့အရှင်ဘုရားတပည့်တော်ကိုကိုညီအောင်ပြအဲ့ဒီကမကြီးဘာတော့ တပည့်တော်ကိုအမြဝေပါအောင်ဟဲ့ပြီးခဲ့တဲ့ရက်ကကုသိုလ်ကောင်းမှုလုပ်ပြီးအမြဝေတာအဲ့ဒါတပည့်တော်မသိလိုက်ဘူးဗျာတဲ့ပိတ်ချင်းကြောင်မှာရောက်နေလို့အေး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 ဟုတ်ပြီအဲ့ဒါဆိုရင်လက်ဖက်ကဒကမာကြီးအတွက်ရည်စူးပြီးတော့သားတွေသမီးတွေကိုကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့အမြဝေခိုင်းတယ်ကိုက်အဲ့ဒီအမြဝေနောက်နေ့အမြဝေနောက်နေ့ညကျတော့ဒကမာကြီးကလာပြီးတော့ဘုန်းကြီးကိုနှုတ်ဆက်သွားတယ်အရှင်ဘုရားတပည့်တော်အဲ့ဒီဘွားကလုံးမြောက်သွားပါပြီဗျာလို့ဆရာတော်ကိုယ်တိုင် တရားထဲမှာတဲ့ဟောတာလေးရှိတယ်เนาะဦးဇင်းအာယွာတရားသက္ကံပွဲမှာအဲ့ဒီအကြောင်းလေးပြောတဲ့အခါကျတော့တေဂာနိအချိန်မှာအာယောနိတော်မနတိကာရမသိမတဲ့နှလုံးသွင်းမိလို့ရှိရင်ပြိတာဘုံဘွားရောက်တတ်တယ်ဆိုတဲ့အကြောင်းလေးပြောတာဦးဇင်းနဲ့နည်းနည်းဆွေမျိုးတော်တဲ့ဒေါ်ပွေးဆိုတဲ့တက္ကမကြီးကသူ့မိကလည်းအဲ့ဒီမင်္ဂလာဆောင်ပြီးပြင်ဖို့လိုဘက်ကိုရောက်သွားတာကိုတရားစခန်းမလာနိုင်ဘူးမလာနိုင်တော့ ။ဦးဇင်းကအဲ့ဒီအကြောင်းလေးထည့်ပြောတော့ငါဦးဇင်းကတော့ငါ့ကိုစောင့်ပြောနေတယ်လို့သူကပြောတယ်။အမှန်ကသူစောင့်ပြောတာလေ။မဟုတ်ဘူး။သူကသူတိုက်ဆိုင်သွားတာ။အခုလည်းတကကြီးဘော်ဘာပြောင်းသွားကွယ်လွန်နေဦးဇင်းတို့သုံးရက်လည်းနဲ့လုပ်တယ်။ဟုတ်ပြီ။သူ့အတွက်အနုမာနမှန်းဆပြီးတော့ပဲလောရတာကိုစုံမို့အခုနသာသမိပြည့်စည်ဥစ္စာမစွဲဘူးလို့လည်းမပြောနိုင်ဘူးဒါပေမဲ့လို့ တစ်ခုရှိတာကလောကမှာတရားကပြောတာသေမှာကြောက်တဲ့သူသေမှာမကြောက်တဲ့သူ၄ယောက်ရှိရှိတယ်ကတင်းချင်းလေးပြောမယ်နော်မှန်လည်းမှန်မိအောင်နားမှာသေသေမှာကြောက်တဲ့ပုဂ္ဂိုလ်ကနံပါတ်1လောကီအာယုကာမဂုဏ်ကိုခင်းတွယ်လွန်းတယ်နံပါတ်2ကိုယ်ခန္ဓာကိုခင်းတွယ်လွန်းတယ်ခင်းတွယ်လွန်းတဲ့သူနံပါတ်3ကိုယ်တော်ကောင်းမှု အပြုတ်နည်းသူနံပါတ်၄အကုသိုလ်အပြုတ်များသူဒီ၄ရောက်ပါသိရမှကြောက်တယ်တဲ့မှတ်ထားမှတ်ထားမယ်နော်အဲ့တော့သိရမှမကြောက်တဲ့ပုံကိုယ်ကဘယ်လိုပုံကိုယ်တွေလဲဆိုတော့နံပါတ်၁လောကီအာယုံကမကုံသာသမီပစ္စည်းဥစ္စာကိုသိပြီးတော့မခင်တွယ်ဘူးမခင်တွယ်တဲ့ပုံကိုနံပါတ်၂ကိုယ်ခန္ဓာကို မခင်တွယ်ပဲနဲ့တရားပွားများအထောက်တဲ့ပုံကိုဝိယဝိဇ္ဇဆောင်ရွက်တဲ့ပုံကို အစကြည့်ဒီအပြင်တချို့ကတို့ကန္တာကိုပင်မနာကိုမငဲ့ကွက်ပဲနဲ့သူတို့ဘာရဲ့ကုသိုလ်ကောင်းမှုမှလည်းလှုပ်ပိတတ်တဲ့ကိုယ်အတွက်လည်းတရားအထုတ်တဲ့အလုံးလှုပ်တတ်တဲ့အဲဒါခန္ဓာကိုယ်မခင်တွေ့တဲ့လူမှကုသိုလ်မှုလုပ်နိုင်တာနော်ခန္ဓာကိုယ်ခင်တွေ့တဲ့ပုဂ္ဂိုလ်တရားအထုတ်ပါဆိုရင်အင်းလင်းမြပြတ်သွားမလားဘာမြပြတ်သွားလို့ဩချော့တဲ့စိတ်ကဝင်သွားတာကဲထားလိုက်တော့နံပါတ်3ဝိပဿနာတရားအထုတ်ထားတဲ့ပုဂ္ဂိုလ်နံပါတ်4 အကုတောအပြုတ်နေတဲ့ပုံကို ဆိုပြီးတော့အဲ့ဒီပုံကို၄၄ယောက်ကတော့တရားမှာကို မကြောက်ဘူးတဲ့။ကဲအဲ့တော့ဦးဇင်းတော်တကကြီးအနေနဲ့အဲ့ဒီအင်္ဂါလေးနဲ့ပြန်စစ်လိုက်မယ်ဆိုရင်နံပါတ်၁သာသမိပြည့်စည်ဥစ္စာအပေါ်မှာခင်တွေတဲ့သဘောကတော့ဦးဇင်းတော်ခံမှန်းလို့မရဘူး။ဟုတ်ပြီနော်။ဒါပေမဲ့လို့နံပါတ်၁ကိုကိုကိုမခင်တွေတဲ့ပုံကိုထဲမှာတော့သူပါနေတယ်။ပါလို့တော့သူကျမ်းမာရင်မကောင်းဘူးလေးဖြတ်ထားပြီမဲ့လို့ အငြေရန်အငြေရန်အာစိဏကံအဖြစ်တရားထိုင်တဲ့အလုံးဒီနေ့ဘယ်နှကြိမ်တော့နှစ်ကြိမ်အ ਨੇ ဆုံးထင်တယ်ဟုတ်ပြီနော်နှစ်ကြိမ်အ ਨੇ ဆုံးထိုင်ပြီးဟဲ့ကျွေလဲတဏှာကြီးပတ်ချာလဲထိုင်တယ်တော့ဥစဉ်ဝင်ရှောက်ထားတဲ့အတွက်အပြင်ကဒကာကြီးခန္ဓာကိုယ်ကအများတို့ကျွတ်လို့လှုပ်ချင်တယ်လို့လှုပ်လို့ခွင့်မပြုတော့ဘူးကိုစိတ်သွားတိုင်းကို မပါတော့ဘူးလို့အဲ့တော့ထိုင်ခြင်းကိုနည်းနည်းချော့ပြီးတော့မှတ်ချိန်ကိုများပါစေရှင်ပြကဘာပြောတာလဲထိုင်ခြင်းမှာထိုင်ပြီးတော့ကြံတဲ့အချိန်မှာစိတ်ကိုလွတ်ထားလိုက်မယ်ဆိုရင်တခါကြီးမှတ်စိတ်မပါရင် မထူးဘူးအကုသို့ကိလေသာကပြန်ဝင်လာပဲဒါကြောင့်ထိုင်ခြင်းများဖို့တဲ့ဥစဉ်ကတော့မှတ်ချိန်များဖို့မှတ်စိတ်များဖို့အဓိကပြောခြင်းနဲ့ဟုတ်ပြီနော်ကုသိုလ်မှုပါတယ်လေ ထိုင်ချိန်နဲ့မှတ်ချိန်နားဖို့အဲ့တော့မှတ်ချိန်ဆိုတာအခုဆိုကြပါဦးပြအခုမျက်လုံးလေးပါလို့လို့ဦးသိရားလို့ပုတ်နေတယ်ပုတ်ရင်ပုတ်တာတိပေးရမယ်ခင်ဗျားတို့ပြောတဲ့စကားကိုလည်းပြောတာကိုပြန်ပြီးတော့တိပေးနေရမယ်မှတ်ပေးနေရမယ်ပေါ့ဗျာအဲ့ဒီလိုမှတ်စိမ့်နဲ့နေမှဂျမ်းမာကိလေသာမဝင်တာလို့ကဲဟုတ်ပြီအဲ့တော့သူဟာဂျမ်းမာရင်မကောင်းပေမဲ့လို့အနည်းဆုံးတနေ့ကိုတနာယူပို့ဖို့နှစ်ချိန်တခါတလေဂျမ်းမာရင်ကောင်းရင်ကောင်းတယ်လို့ ခိုင်တတ်တဲ့အလေးအကျင့်တွေရှိတာဒီခန္ဓာကိုမခင်တွယ်တဲ့ပုံကိုဆိုတာကတော့ဥစဉ်တော့မှတ်သားလို့ရတယ်ဟုတ်ပြီအဲ့ဒီလိုဘာလို့ထိုင်တာလဲအလဟတထိုင်တာလားဆိုတော့မဟုတ်ဘူးတရားနှလုံးသွင်းတာဝင်လေထွက်လေမှတ်တယ်နားမလဲတာရှင်လဲဥစဉ်ချီကိုလှမ်းမိတယ်ရုပ်ပြည့်ပြည့်နာမ်ပြည့်ပြည့်ဖရာတဲ့နာမ်ပြည့်ပြည့်ဆိုတာလေးကိုတော့သဘောပေါက်တယ်ရုပ်ပြည့်ပြည့်ကိုသဘောမပေါက်ဘူး အဲ့ဒီလိုလေးတွေမေးတဲ့အခါဦးသိန်းကပြန်လဲပြီးတော့ပြောပြပေးတယ်။ဟုတ်ပြီ။ရောသဘောနံသဘောတော့သူသဘောပေါက်သွားတယ်။ဦးသောဘော။အဲ့ဒါတော့ရောသဘောနံသဘောပေါက်သဘောပေါက်သွားတဲ့ဆိုရင်နံပါတ်3ပုဂ္ဂိုလ်ဝိပဿနာအခြေခံရသွားပြီဗျ။ဟုတ်ပြီနော်။ဟုတ်ပါ။ယုံနံတိမယုံနံရဲ့အဖြစ်ပျက်ကိုရှုလို့ရတာ။ယုံနံဖြစ်ပျက်ကိုမြင်မှဝိပဿနာဉာဏ်ကိုရ။ဟုတ်ပြီအဲ့ဒီလိုဝိပဿနာတရားအထောက်ထားတဲ့ပုဂ္ဂိုလ်တွေဟာ အချိန်တိုင်းအချိန်တိုင်းအချိန်ပြည့်ခန္ဓာကိုယ်ဉာဏ်နဲ့ကြည့်နေတဲ့အတွက်ဒုက္ခဆိုတဲ့သဘောလဲပေါ်ခြင်းပေါ်နေမယ်ဒုက္ခဆိုတဲ့သဘောလဲပေါ်ခြင်းပေါ်နေမယ်ကိုယ်သဘောကိုယ်အလိုမလိုက်တဲ့အနတ္တသဘောကိုလည်းသိခြင်းသိလာနိုင်မယ်အဲ့ဒီလိုအနိစ္စဒုက္ခအနတ္တသဘောကိုသိသွားပြီဆိုရင်ထိုပုဂ္ဂိုလ်ဟာကိုယ်ခန္ဓာမှမပိုင်ရင်တခြားသောသာသမိပစ္စည်းဥစ္စာပိုင်နေလို့တွက်ပါဦးမလားမတွက်တော့ဘူးအဲ့ဒါဝိပဿနာတရား အထုတ်တဲ့ပုံကဒါကြောင့်သူဟာတရားမှမကြောက်တော့ဘူးနင်းနေတဲ့အချိန်မှလည်းတရားအထုတ်တဲ့စိတ်ကိုပဲအဓိကအားပေးတယ်ရှင်ပြားတဲ့အားမရဘူးတဲ့တပည့်တော်သူများတွေကပြောတာဘယ်လိုပြောအေးသူများပြောတာကိုနားမထောင်ပါနဲ့တခါကြီးလို့ခင်ဗျားတို့ကျတို့မှကတရားအထုတ်တဲ့ပုံကအင်္ဂါ900ရှိတဲ့အထက်မှာနံပါတ်1အင်္ဂါကအပ္ပါဘာရောဟောတိအနာမမြရဘူးတဲ့ကိုစုံဘော ်ပါတယ်လေနာမများရဘူးအပ္ပဘာရောဟောတိနာမများရဘူးနံပါတ်2အမာယာဝီမလိမ့်ရဘူးမလက်ရဘူးနံပါတ်3အာရဒဝီရိယောအားထုတ်လို့တဲ့ဝီရိယကြီးရမယ်ယုံကြည်မှုတတ်တော်တဲ့တတ်တာတရားကလည်းကြီးရမယ်နောက်ဆုံးကပညာဟောတိ အသိဉာဏ်ပညာကလည်းဒါရုပ်ပဲဒါနာမဲလို့ခွဲခြားသိနိုင်တဲ့ဉာဏ်ပညာရှိရမယ်။အဲတော့ဒကာကြီးတို့ခင်ဗျားတို့ကျွတ်တို့မှာတတော်ဟောတိတတ္တတရားတော့ရှိတယ်နံပါတ်1ဖြစ်တဲ့အပ္ပါဘာတော်ဟောတိအနာယောဂနေရမယ်ဆိုတာခင်ဗျားမှာလည်းလေ့ပြထားတဲ့ယောဂါကရှိနေပြီဗျာလို့အဲ့ကြတော့စိတ်သွားတိုင်းဟုတ်ပါဘူး။ကိုမပါတော့ဘူးလို့ခင်းတဲ့လောက်ခီးမရောက်နိုင်တော့ဘူးလို့ တော့ဥစဉ်မှာဆိုရင်လည်းအသက်ရှင်နေဆက်ရှင်နေသားတွေကကျန်းမာရေးမကောင်းတာအကြောင်းပြုပြီးတော့စာဖတ်တယ်တရားထိုင်တယ်သင်္ကန်းဝတ်တယ်သင်္ကန်းဝတ်တဲ့အချိန်မှာလည်းကျန်းမာရေးကကောင်းလာသလားဆိုတော့မကောင်းဘူးဥစောဘုအခုတင်ပြောတယ်လေရင်းနေပတ်တယ်လို့ခန္ဓာကိုယ်ကချိုးလို့မရအောင်ဆိုတော့အဲ့တော့ကျမ်းမာရေးကောင်းတဲ့ပုံကိုယ်တွေနဲ့ရှင်လိုက်မယ်ဆိုရင်အတင်းတော့အင်္ဂါတပါရော့နေတဲ့အတွက်တခါကြီးလို့ခမားလဲစိတ်သွားတိုင်းကိုမပါဘူးကျုပ်လဲစိတ်သွားတိုင်းကိုမပါတော့ဘူးလို့အဲ့ကြတော့ မှတ်နိုင်တယ်လို့မှတ်စိတ်ကလေးနဲ့နေလိုက်ပါဟုတ်ပြီနော်အဲ့တော့အဲ့ဒီလိုတရားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာအကုသိုလ်ပြုခြင်းသူတော်ဘာမကောင်းမှုလုပ်ခြင်းရပါအောင်မလားမရတော့အတွက်နံပါတ်၄မကောင်းမှုကို မလုပ်တဲ့ပုဂ္ဂိုလ်စီရင်နေလဲဝင်သွားပြီ။ကဲအဲ့တော့တရားရေးအနေနဲ့အကယ်၍များတရားတွေအားထုတ်ထားပြင်မဲ့လို့အခုနာကသုတိစိတ်ကြာကနေအရှင်နေမှာအာယောနိတော်မနတိကာရမသိမတဲ့နှလုံးသွင်းပြီးလို့ရှိရင် အဆင်းရဲတဲ့ဘဝရောက်တတ်တာမလို့အခုဦးစင်ကနံပါတ်1ခုနကရေတောက်ရေအကတ်ခိုင်းတယ်။၃ရေကတ်ခိုင်းတာဟာဒီတောက်ရေ၃ရေကိုသူတို့ကိုဓာတ်တိုက်ပေးလို့မရဘူး။ဟုတ်ပြီလား။တီလာရှိတဲ့ပုဂ္ဂိုလ်တယောက်တဦးတယောက်ကိုစက္ကန့်လှူဒန်းရတယ်။ထို့မဟုတ်သုံးဖို့ရဟန်းတော်ရှိရင်ရဟန်းတော်စက္ကန့်လှူဒန်းလိုက်ခြင်းသည်သူတို့ဘဝသစ်မှာနော်ဒီကသာဓုခေါ်ပြီးတယ်ဆိုလို့ရှိရင်အတုံးအဆောင်ဖြစ်တဲ့ အဓိကအပြည့်နန်း၌ဖြစ်တဲ့တောက်ရင်သုံးရင်ရချိနိုင်တယ်ပေါ့ဗျာဟုတ်ပြီနော်ကဲလူတယောက်ပင်မနေတယ်ပင်မနေတဲ့အချိန်ရေချိုးလိုက်တယ်ရေချိုးပြီးရင်ရွှေတွေတန်နေနဲ့ဝတ်ထားတဲ့အဝတ်စားကြီးပြန်ဝတ်လို့စိတ်ထဲကြည်လင်မှာမကြည်လင်ဘူးဒါကြောင့်အဝတ်သင်္ကန်းဖြစ်တဲ့အဝတ်အထည်ဖြစ်တဲ့သင်္ကန်းကိုဒုတိယအကတ်ခိုင်းလိုက်တာဟုတ်ပြီအခုနကသာဓုကော်ပြီးတဲ့သူနံပါတ်1နဲ့ပြည့်တဲ့တောက်ရင်သုံးရင်ရမယ်တောက်ရင်သုံးရင်ရပြီးရင်အဝတ်သင်္ကန်းလူတန်းတဲ့အတွက်ဘာဝေးရမလဲ နာနိုင်ဖြစ်တဲ့အဝတ်တန်သာကြားခြင်းနိုင်တယ်ဒါကလည်းဦးဇင်းအကြောင်းပဲလောက်တာမဟုတ်ဘူးနော်ခိုင်းတာမဟုတ်ဘူးနော်တရားရှင်ကိုတော်တိုင်တီတော်ကုတ်တာတုတ်ဆိုတာရှိတယ်ဗိမိသာရမင်းနဲ့ဆွေတွေမျိုးတွေဟို60ကဘာတက်က62ကဘာတက်ကဆွေမျိုးတွေတော်ခဲ့တဲ့ပုံစံတွေအဲ့ဒီဘဝကမကောင်းမှုတွေကြောင့်လေရောက်လေရောက်လို့ဧတာဘုံရောက်အခုဘုရားသာသနာနဲ့ကြုံမှာ တင်တို့ရဲ့ဆွေမျိုးဖြစ်တဲ့ဗိမိတာရာမင်းကုသိုလ်ကောင်းမှုအမြတ်ဝေတဲ့အခါတာဓုခေါ်ခွင့်ရရင်ချမ်းသာဒုက္ခရလိမ့်မယ်ဒါလေးအကြောင်းပြုပြီးတော့သူတို့ကို ပထမနေ့မှာတော့ဗိမိတာရာမင်းကသူ့ဘာသာသူဆုံးကတ်တယ်ဘုရားကလည်းတာမင်ညပဲတရားဟောသွားတယ်ဘုရားဒီအကြောင်းညိုမသိဘူးလားဆိုတော့သိတယ်သိပေမဲ့လို့ကြိုပြောလို့မဖြစ်ဘူးဟုတ်ပြီလားအဲ့ကြမှာညကြမှာသူ့နန်းတော်ထဲတောင်းကြတော့ နောက်နေ့မနေ့ကျတော့ဗိမိသာရမင်းကဖះလာကျတော့အေးတင်တဲ့ဆွေမျိုးတွေတော်တဲ့ပြိတ္တာတွေတင်ကုသိုလ်ကောင်းမှုပြုလုပ်တာကိုတာဓုခေါ်ခြင်းလို့စောင့်နေတာတင်ကရည်ညွှန်းပြီးတော့အမျှမဝေတဲ့အတွက်ရည်ညွှန်းပြီးတော့ဆိုတော့လူဘဝဝတ္ထုပစ္စည်းကိုလည်းဘုသူ့အတွက်ရည်ညွှန်းရည်ညွှန်းရမယ်လေအဲဒီဆွေမျိုးပြိတ္တာတွေတဲ့ရည်ညွှန်းရမယ်ကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါလည်းရည်ညွှန်းပြီးတော့သူတို့ကိုအမျှဝေရမယ်အဲ့ဒီလိုအမျှဝေပွဲပြီးတဲ့အခါနတ်နိုင်ဖြစ်တဲ့ အတုံးဆောင်နေရသေးတည်းရင်းပြည့်ထောက်ကိုဘုရားကနေအကုန်လုံးဗိမိတာရာမင်းနဲ့ဗိမိတာရာမင်းတယောက်တည်းပေါ့ဗျာမြင်အောင်မဲ့အဋ္ဌံပြီးတော့ပြပေးတော့အခုနကတိလအမြမဝင်ခင်မှာဆင်းရဲဒုက္ခရောက်နေတဲ့ပုံတွေကိုလည်းမြင်ရတဲ့အမြဝေလိုက်တဲ့အခါတောက်ရီသုံးရီရတဲ့အတွက်နန်းနိုင်ပြတဲ့တောက်ရီသုံးရီတွေချိုးရတာနောက်တကအဝိတ္တံလူတန်းတဲ့အတွက်နန်းနိုင်ပြတဲ့အဝိတ္တံသာ ရကြည့်တာ။ gain အဝတ္တန်စာရပြီးတော့ဘာလို့စားပွဲတောက်ပွဲလိုတာပေါ့အဲဆွမ်းပေါ်တင်လူတန်းနဲ့အတွေ့နန်းနိုင်ဖြစ်တဲ့စားတွေစားပွဲတောက်ပွဲတွေစားရတောက်ရတဲ့အတွေ့အဲ့ဒီမှာအဘာတွေကကြိတ်တာတစ်ဖြစ်လဲတွေကနေပြီးတော့စေတံဇီဝန်တင်တော့ညာတီအမဂင်္ဇကတဗုဒ္ဓအစကြီးတဲ့ဇကားတွေပြောတာဘုရားကကြားလို့ဘိမိတာရမင်းကိုပြောတာအေးတဲ့ ငါတို့အတွက်ရည်စူးပြီးတော့ပြုလုပ်လိုက်တဲ့အတွက်အမြတ်တမ်းပေးဝေလို့တို့ဟာချမ်းသာတုကရသွားပြီတို့ချမ်းသာတုကရတယ်လို့ငါတို့ရဲ့ဆွေမျိုးဖြစ်တဲ့ဗိမိသာရမင်းနဲ့အတူတကနန်းတော်သူနန္ဒာသားတွေနဲ့အသက်ရှိပါစေဆိုတာကိုဘုရားကပြန်ပြောပြတာနော်ဒါကြောင့်ဒကာကြီးဦးစိုးမောင်အနေနဲ့အငယ်ရင်းများသူတည်တဲ့ကြကနီးအချိန်လေးမှာမသိမတဲ့နှလုံးသွင်းပြီးလို့ဆင်းရဲတဲ့ဘုံဘဝဘုံဌာနရောက်နေမယ်ဆိုရင်ယနေ့ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုသာဓုခွန်နိုင်ပါစေလွန်ခဲ့သောနှစ်နှစ်နဲ့ကိုလာခံကဘောရဘပြောင်းသွားကြွယ်လို့ ਨੇ ဒါရကမကြီးတော်မြတ်သိအတွက်လဲရည်သူရည်မှန်းတာဖြစ်တဲ့အတွက်သူလဲအကယ်၍မြတ်ဆင်းရဲတဲ့ဘုရားရောက်နေမယ်ဆိုရင် သာဓုခွန်နိုင်ပါစေဆိုတဲ့မေတ္တာစိတ်နဲ့ကုသိုလ်ကောင်းမှုရဲ့အဖို့ပါက အမြဝေကြမှာเนาะတူပါဗျာပါစိတ်တဲ့မေတ္တာစိတ်အရှင်ဘုရားဘာလို့မေတ္တာစိတ်လို့ပြောတာလဲဆိုတော့အမေအဘေကို အမှားရတဲ့စိတ် တောကဝင်လာတတ်တယ်เนาะဝမ်းနေလို့မျက်ရည်ကျရင်ပရိဒေဝဖြစ်သွားတတ်တယ်အဲ့ဒီတောကဒီပရိဒေဝတွေမလာစီပဲနဲ့အမေအဖေပေါ်မှာခုဘဝချတော်ယူကိုစုံမို့ဟိုကဘာမှလုပ်ပြီးလို့မရတော့ဘူးသူတို့ဘဝတဘာမှဆင်းရဲဒုက္ခရောက်နေဆိုရင်အဲ့ဒီဆင်းရဲဒုက္ခကအမြန်လွတ်ပါစေဆိုတဲ့မေတ္တာစိတ်ဦးစီးရတယ်ဒါမှဒီကုသိုလ်ရဲ့အဖို့ပါကကပို့ပြီးတော့ ကောင်းမြတ်တာပေါ့အခုနကတရဏဂုံ၃ပါးနဲ့၅ပါးသီလခံယူဆောက်တည်တာကလူဝဲဝတ္ထုပစ္စည်းလူတဲ့အချိန်မှာစင်ကြယ်ဖို့ကိုင်းဒါကြောင့်ဦးစင်တကာကြီးတကမာကြီးတို့အတွက်ဖိတ်ပေးမယ်နော်လွန်ခဲ့သောခုနှစ်ရက်ကဘဝတော်ကြောင်းသွားကွယ်လွန်သောဒါယကကြီးဦးစိုးမောင်နဲ့လွန်ခဲ့သောနှစ်နှစ်၉လခန့်ကဘဝတော်ကြောင်းသွားကွယ်လွန်သောဒါယကမာကြီးဒေါ်မြသိန်းအတို့အတွက်ရည်စူးလျက်ကြီးမှန်းလျက် ကုသိုလ်ကောင်းမှုပြုလုပ်ခါအမြတ်တမ်းပေးဝေကြမှာဖြစ်ပါတယ်အကယ်၍မြတ်တရားဤဥဆုံးမောင်းတက္ကမကြီးတော်မြတ်သိန်းတို့ရှင်ရတဲ့ဘုံဘဝဗုဒ္ဓနာရောက်နေမယ်ဆိုရင်ဒီနေ့ပြုလုပ်သောကုသိုလ်ကောင်းမှုတာဓုခေါဏယံအိမ်ဆောင်နဲ့ဝိုင်းဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့နေဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့သတုလောကပါဠနတ်မင်းကြီးအပေါင်းတို့မှာဥဆုံးမောင်းနေတော်မြတ်သိန်းတို့တာဓုနုမောဒနာခေါ်ဆိုနိုင်ရန် အကယ်၍မြတ်ဆင်းရဲတဲ့ဘုံဘွားရောက်နေမယ်ဆိုရင်သာဓုနုမောဒနာခေါ်ဆိုနိုင်ရန်အတိပေးကြပါညွန်ကြားပေးကြပါလို့အားလုံးမိသားစုရဲ့ကိုယ်စားဦးစင်ကဖိမှန်တကပြုပါတယ် ိတော်တို့သည်မိတော်တို့ယရနာသုံးတံယရနာသုံးတံကံကံဤအကျိုးကိုကံကံဤအကျိုးကိုဤပါကုန်သည်ဖြစ်၍ဤပါကုန်သည်ဖြစ်၍ဘဝတဝါသို့ဘဝတဝါသို့ပြောင်းသွားပြောင်းသွားဝေလွန်ကြကုန်သောဝေလွန်ကြကုန်သောယေရှုရှင်ယေရှုရှင်ဟာခင်ကြီးဟာခင်ကြီးဥဆုံးမှနှင့်ဥဆုံးမှနှင့် မိခင်ကြီးမိခင်ကြီးတောင်ရသိန်းတို့တောင်ရသိန်းတို့ရောက်ရာဘဝရောက်ရာဘဝဖြစ်ရာဘဝဖြစ်ရာဘဝဘုံဌာနတို့၌ဘုရားဟုသိရခြင်းအပေါင်းသိရခြင်းအပေါင်းကင်းဝေး၍ကင်းဝေး၍သာဒုက္ခခံရဒုက္ခရပါစေခြင်းရပါစေခြင်းတို့ကကျိုးမှာတရဏကောတရဏကောဘုံပါနှင့်ဘုံပါနှင့်ဘာဝတိလကိုဘာဝတိလကိုသောက်တည်၍သောက်တည်၍တောက်ရေတတ်တောက်ရေတတ် အဝတ်တေငါအဝတ်တေငါသံဘောဇင်တို့ကိုသံဘောဇင်တို့ကိုဆက်ကတ်ဆက်ကတ်ဒုဒံပါကိုဤရပါကိုဤကောင်းမှုကြောင့်ဤကောင်းမှုကြောင့်ကျန်ရတော့ကျန်ရတော့ဤတော်တို့ဤတော်တို့မိသားစုမိသားစုအလုံးအလုံးဤခတ်တေဤခတ်တေယံခတ်တေယံခတ်တေခရခတ်တေခရခတ်တေဤငြိမ်းကြည့်လေဤငြိမ်းကြည့်လေသံဘောဒုက္ခသံဘောဒုက္ခဒုဒံမြတ်ကိုဒုဒံမြတ်ကို 萨，雷公萨，雅瓦西达，雅瓦西达，悉地亚，悉地亚，耶尼，耶尼，耶库，耶库，鸠加雅多，鸠加雅多，库多高木，库多高木，苏苏罗伊，苏苏罗伊，波巴嘎，波波巴嘎，罗松多，罗松多，那阿巴，那阿巴。 လူအပေါင်းလူပေါင်းသတ္တဝါအပေါင်းတို့အားသတ္တဝါအပေါင်းတို့အားဘုရားပေးဝေပါကုန်အေးအေးပေးဝေပါကုန်ယေရှုရှင်ယေရှုရှင်ဘာနှစ်ပါးဘိဗာနှစ်ပါးကုသိုလ်မောင်းကုသိုလ်မောင်းဘုရားသိနှင့်ဘုရားသိနှင့်သူတော်ကွာသူတော်ကွာလုံးစုံတော့လုံးစုံတော့သတ္တဝါအပေါင်းတို့သည်သတ္တဝါအပေါင်းတို့သည်ဘုရားရကြ၍ဘုရားရကြ၍ကိုယ်စိတ်နှစ်ဖြာကိုယ်စိတ်နှစ်ဖြာချမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေတော့ ဖြစ်ပါစေသောသူတို့ဘုဒ္ဓအမြတ်အမြတ်အမြတ်ရာ